เนาะเจ้ากองสีซะบาได้ซะเฉยอิงเปาะๆมั้ยเนาะเจ้ากองสีโซดีมาเด้เจ้าพ่นမျိုးยีโรงงานเมียส่องแยยาတွင်ลွတ်လက်สวาထုတ်ဖို့ပြောဆိုခွင့်ရွေးချယ်တင်မြှောက်ပွဲများတွင် ပါဝင်ခွင့်စသည်တို့ကိုလေ့ကျင့်သင်ယူနိုင်ရန် စီမင်းစည်းကမ်းများနဲ့အညီဖွဲ့စည်းထားသောဆရာများနဲ့ကျောင်းသားများ ပါဝင်သောကျောင်းတွင်းအဖွဲ့အစည်းတရက်ဖြစ်ပါတယ်ထို့ကြောင့် ကျောင်းကောင်စီလှုပ်ရှားမှုများမှာပါဝင်ဆောင်ရွက်ခြင်းဖြင့်ကျောင်းတွင်းဒီမိုကရေစီအလေးကျင့်ကောင်းများကိုရှင်သန်ဖွံ့ဖြိုးစေပါれနော်ကျောင်းကောင်စီအသင်းလိုက်ကြာယာတာဝန်များကို ပါဝင်ထမ်းဆောင်ခြင်းဖြင့်တာဝန်ယူတတ်သောအလေးကျင့်ကောင်းများရှိလာနိုင်မှာဖြစ်ပါれထို့မှတစ်ဆင့်ဒီမိုကရေစီကိုနားလည်ပြီးတော့လက်တွေ့ကျင့်သုံးနိုင်တဲ့နိုင်ငံသားကောင်းများဖြစ်လာနိုင်ပါれ ကဲចောင်းកောင်စီចောင်းပြောပြပြီးဆိုတော့เนาะဒီခြေကចောင်းកောင်စီကိုဘလို့ရွေးချယ်တင်မြောက်တယ်ចောင်းកောင်စီရွေးချယ်တင်မြောက်ပွဲတွေကဘလို့အရေးပါတယ်ဆိုတာကိုဆက်ပြောပြမယ်เนาะចောင်းកောင်စီရွေးချယ်တင်မြောက်ပွဲများဤအရေးပါပေါ့ចောင်းកောင်စီရွေးချယ်ပွဲဟာចောင်းកောင်စီရဲ့လှုပ်ရှားမှုလုပ်ငန်းများနဲ့တစ်ခုဖြစ်တယ် နော်။ចောင်းသားများရဲ့သဘောထားဆန္ဒနဲ့ចောင်းកောင်စီခေါင်းဆောင်တွေကိုရွေးချယ်တင်မြှောက်နိုင်ပေသည်နော်။မိမိတို့ရွေးချယ်လိုက်တဲ့ចောင်းកောင်စီခေါင်းဆောင်တွေရဲ့ဥဆောင်မှုနဲ့ចောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေចောင်းတန့်ရှင်းရေး၊តាយាလှပရဲ့လုပ်ငန်းတွေကိုကိုယ်တိုင်ကိုကြပါဝင်ပြင်းဖြင့်တာဝန်ယူတတ်သူများဖြစ်လာပေမည်။အဲအဲ့ဒါဆိုရင်ကျောင်းကောင်စီရွေးချယ်တင်မြှောက်ပွဲလေးကြောင်းဆက်ကြည့်လိုက်ကြရအောင်နော်။ကျောင်းကောင်စီရွေးချယ် ပွဲတွင်တဲ့ပါဝင်ဘူးပါသလားတဲ့နော်သားတို့သမီးတို့ရောပါဝင်ဘူးပါသလားနော်အောက်ပါပုံသည်တဲ့ကျောင်းကောင်စီရွေးချယ်ပွဲတွင်ကျောင်းသားများပါဝင်နေတဲ့ပုံလေးဖြစ်ပါတယ်နော်ကျောင်းကောင်စီရွေးချယ်ပွဲများတွင်ပါဝင်ခြင်းဖြင့်မြည်ခဲ့သို့သောအလေးကျင့်ကောင်းများရရှိနိုင်သည်ကိုတငယ်ချင်းများနဲ့ဆွေးနွေးကြရအောင်အဲကျောင်းကောင်စီရွေးချယ်ပွဲတွေမှာ ပါဝင်ခြင်းအဖြစ်ကျောင်းမှာဒီမိုကရေစီအလေးကျင့်ကောင်းများ နောက်ကျောင်းကောင်စီအသင်းလိုက်ကြာရတာဝန်တွေကို ပါဝင်ထမ်းဆောင်ခြင်းဖြင့်ပါတယ်ဒါဝင်ယူတတ်တဲ့အခြေချင်းကောင်းနေအဲ့ဒီကနေတဆင့်ဒီမိုကရေစီကိုနားလည်ပြီးလက်တွေ့ကျင့်သုံးနိုင်တဲ့နိုင်ငံသားကောင်းနေအထိဖြစ်လာနိုင်ပါတယ်ကျောင်းကောင်စီအကြောင်းလည်းပြောပြပြီးပြီးကျောင်းကောင်စီလည်းရွေးချယ်ပြီးပြီဆိုတော့ကျောင်းကောင်စီဘယ်လိုဖွဲ့စည်းမလဲကျောင်းကောင်စီမှာဘယ်လိုပါဝင်ဆောင်ရွက်မလဲဆိုတာလေးကိုတစ်ချက်လို့ဆက်ပြီးတော့လေ့လာလိုက်ကြရအောင်ကျောင်းကောင်စီသည်ကျောင်းသားများ၏ကျောင်းတွင်းလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်ဥဆောင်ပေးသည့်အရေးပါသောအဖွဲ့အစည်းဖြစ်သည်နော်။ကျောင်းကောင်စီမှာကျောင်းအုပ်ကြီးကဥက္ကဋ္ဌအဖြစ်ဥဆောင်ပြီးတော့ဆရာများနဲ့ကျောင်းသားတွေကရည်မှန်းချက်တွေရည်ရွယ်ချက်တွေအောင်မြင်အောင်ပူးပေါင်းဆောင်ရွက်ကြရပါတယ်။နော်။ကျောင်းကောင်စီကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့အညီဆောင်ရွက်နိုင်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်းရှိပါသေးတယ်။ ကဲကျေတို့အကြောင်းကောင်စီရွေးကောက်ပွဲမှာပါဝင်ပြီးတော့အတွင်းရေးမှုဖြစ်ရွေးချယ်ခြင်းခံထားရတဲ့အကြောင်းသူတွေတူရဲ့ဂျိုဆိုနှုတ်ခွန်းဆက်စကားလေးကိုလေ့လာကြည့်လိုက်ကြရအောင်အကြောင်းကောင်စီအသင်းဝင်တငယ်ချင်းများအားလုံးမင်္ဂလာပါရှင်ကျမကတော့ကျောင်းကောင်စီအတွင်ရေးမှုဖြစ်ရွေးချယ်တင်မြှောက်ချင်းခံထားရတဲ့နဝမရန်ကျောင်းသူမတ်မီအောင်ဖြစ်ပါတယ်ရှင်။ကျောင်းကောင်စီဆိုတာကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရွေးချယ်တင်မြှောက်ပွဲများတွင် ပါဝင်ခွင့်တွေကိုလေ့ကျင့်သင်ယူနိုင်ရန်စီမင်းစည်းကမ်းနဲ့အညီဖွဲ့စည်းထားတဲ့ကျောင်းတွင်းအဖွဲ့အစည်းတစ်ရပ်ပဲဖြစ်ပါတယ်။ပထမဦးစွာကျမကိုကျောင်းကောင်စီအတွင်ရေးမှုဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့တငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်။ကျောင်းကောင်စီဟာကျမတို့ကျောင်းအတွက်အလွန်အရေးပါတဲ့အဖွဲ့အစည်းတစ်ရပ်ပဲဖြစ်ပါတယ်။ကျောင်းကောင်စီလှုပ်ရှားမှုတွေမှာတက်ကြစွာပါဝင်ဆောင်ရွက်ခြင်းဖြင့်တာဝန်သည့် တာဝန်ကျေပွန်နဲ့ကျောင်းသူကျောင်းသားများဖြစ်လာမယ့်အပြင်ကျောင်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ခြင်းဖြင့်စည်းကမ်းရှိသူတွေလည်းဖြစ်လာမှာဖြစ်ပါတယ်။ဒါထက်ပိုအရေးကြီးတာကကျောင်းကောင်စီရတဆင့်ကျမတို့အားလုံးကျောင်းလုပ်ငန်းတွေကိုညီညီညွတ်ညွတ်နဲ့ပူးပေါင်းဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ကျမတို့ကျောင်းကောင်စီမှာကျောင်းအုပ်ကြီးဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူအားလုံးပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ကျောင်းကောင်စီ သင်းကောင်းဆောင်တွေကိုကျောင်းသားကျောင်းသူအားလုံးကဆန္ဒမဲ့ပေးရွေးချယ်နိုင်နေဆိုတာအားလုံးအသိပဲဖြစ်ပါတယ်။ဒါဟာဒီမိုကရေစီစနစ်ရဲ့အရေးပါတဲ့အလစ်အထပဲဖြစ်ပါတယ်။ကျမတို့ကျောင်းကောင်စီမှာအနော်ယထား၊ကျန်စစ်သား၊ဘရင်နောင်၊အလောင်းဖျားနဲ့ဗန္ဒူလာဆိုတဲ့အသင်း၅သင်းပါဝင်ပါတယ်။ကျမဟာဗန္ဒူလာအသင်းမှာနော်ကျောင်းကောင်စီဆောင်ဘုတ်ကစုပေါင်းညီညာအောင်ချောင်းဖျားနဲ့အများအကျိုးဆောင် ကို့အကျိုးအောင်လို့ပဲဖြစ်ပါတယ်။ကျမတို့ချစ်ခင်လေးစားရတဲ့ចောင်းអុកសៀមាជីដំញញខန်ကចောင်းកောင်စီឧបកថាអភិសောင်ရဲမှာဖြစ်ပြီးဒုတိယឧបកថាអភិសៀឧចော်លွင်ကရွေးកောက်ခံရပါတယ်။ကျမကတော့အတွင်းမှုဖြစ်ဆောင်ရဲရမှာဖြစ်ပါတယ်။เจ้าရဲ့လှုပ်ရှားမှုတွေကိုเจ้าកောင်စီအဖွဲ့နဲ့အတူအားလုံးရဲ့ဝိုင်းဝန်းပူးပေါင်းမှုနဲ့ဆက်လက်ဆောင်ရွက်သွားကြပါစို့လို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်အပ်ပါတယ်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်အခုကျေဖတ်ပြသွားတဲ့အကြောင်းအရာလေးကတော့เนาะចောင်းកောင်စီရွေးកောက်ပွဲမှာအတွင်းရေးမှုဖြစ်ရွေးချယ်ခံထားရတဲ့နဝမာတန်းចောင်းသူမတ်မမီအောင်ရဲ့ကြိုးစိုးနှုတ်ခွန်းဆက်စကားလေးပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်မမမီအောင်ပြောသွားတဲ့ကျောင်းကောင်စီလုတ်ဆောင်ချက်တွေကိုသိပြီးပြီဆိုတော့မိကွန်းလေးတွေကိုဆက်ပြီးတော့ခြေလို့ဆွေးနွေးကြည့်လိုက်ကြရအောင်နော်ကျောင်းကောင်စီကိုအဖဲကြောင့်ဖွဲ့စည်းတင်တဲ့ ကျောင်းကောင်စီရာဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေရဲ့ကျောင်းရဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နိုင်မှုဥဆောင်ပေးတဲ့အရေးပါတဲ့အဖွဲ့အစည်းဖြစ်ခြင်းအဲနောက်တစ်ခုကရွေးချယ်တင်မြောက်ပွဲများတွင်ပါဝင်တက်စေရန်အဒီကနေတဆင့်ဒီမိုကရေစီကိုနားလည်ပြီးတော့လက်တွေ့ကျင့်သုံးနိုင်တဲ့နိုင်ငံသားကောင်းတွေဖြစ်လာစေရန်အတွက်ကြောင့်ဖြစ်ပါတယ်နောက်တစ်ခုကကျောင်းကောင်စီမှာမြည်သူတို့ပါဝင်နိုင်သည်တဲ့မြည်သည့်အသင်းများ ပါဝင်သည်မြည်သူဖွဲ့စည်းထားသည်တဲ့ ကျောင်းကောင်စီမှာဆိုလို့ရှိရင်ကျောင်းအုပ်ကြီးကဥက္ကဋ္ဌအဖြစ်နဲ့ဦးဆောင်ပြီးတော့ဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေပါဝင်နိုင်ပါတယ်။အဲအသင်းငါးသိန်းအနေနဲ့ကအနော်ယထာရစစ်သားဘရင်နောင်အလောင်းဖရာနဲ့ဗန္ဓုရအသင်းတွေပါဝင်နေเนาะကျောင်းအုပ်ကြီးကကျောင်းကောင်စီရဲ့ဥက္ကဋ္ဌဒုဥက္ကဋ္ဌအဖြစ်ဆရာတူနောက်အတွင်းရေးမှုအဖြစ်ကကျောင်းသားတူနဲ့အဖွဲ့ဝင်တွေအဖြစ်ကျောင်းသားတွေနဲ့ပါဝင်ဖွဲ့စည်းထားပါတယ်။ကျောင်းကောင်စီလှုပ်ရှားမှုများတွင်မိခဲ့သို့ပါဝင်ဆောင်ရွက်မည်နီး ကျောင်းကောင်စီလှုပ်ရှားမှုများတွင်ဒါတို့တမီတို့ကျောင်းသားကျောင်းသူတွေအားလုံးစုပေါင်း၍တက်ကြွစွာပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ကဲကျောင်းကောင်စီဖွဲ့စည်းပြီးပြီဆိုတော့ကျောင်းကောင်စီရဲ့ဂရီးသစ္စာလေးတွေကိုဆက်ပြီးတော့တချေတို့လေ့လာလိုက်ကြရအောင်နော်။ကျောင်းကောင်စီခေါင်းဆောင်ဖြစ်ထိုက်သူ၏အရေးချင်းများကိုဖော်ထုတ်ခြင်းတဲ့။ကျောင်းကောင်စီခေါင်းဆောင်များမှာမိသည့်အရေးချင်းများရှိသည်နည်းတဲ့။အုပ်စုလိုက်ဆွေးနွေးပြီးအောက်ဖော်ပြပါပုံလေးမှာဖြည့်ဆွတ်ကြည့်လိုက်ကြရအောင်။ ကျောင်းကောင်စီခေါင်းဆောင်ဖြစ်ထိုက်သူရဲ့အရေးချင်းများနော်။ဘာလို့ရှိဆိုတာဝန်ကြည်ပြင်ရမယ်။ဥဆောင်နိုင်ရမယ်။တာဝန်ယူတတ်ရမယ်။နောက်တစ်ခုကအများအကျိုးဆောင်နိုင်ရမယ်။ဆက်ပြီးတော့ကျောင်းကောင်စီရဲ့ဂရီးသစ္စာ၄ရက်ကိုဆက်လည်လာလိုက်ကြရအောင်နော်။ကျောင်းကောင်စီခေါင်းဆောင်များနဲ့ကျောင်းကောင်စီအသင်းဝင်များအားလုံးဒီအောက်ပါဂရီးသစ္စာ၄ရက်ကိုလိုက်နာကျင့်သုံးကြရမည်။၁မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။၂ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၃။မိမိကြောင်းကိုကောင်းအောင်ကြိုးစားမည်၄။မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်။ကဲကျေပြောပြပေးတဲ့ဂရုသစ္စာလေးကိုသားရသမီးတို့နားလည်ပါမှာနော်အဲ့တော့ဂရုသစ္စာလေးဒီကိုသားရသမီးတို့ဘယ်လိုနားလည်မလဲဆိုပြီးတော့ဆက်ပြီးဆွေးနွေးလိုက်ကြရအောင်နော်။ ကျောင်းကောင်စီရဲ့ဂရုသစ္စာတွေကတဦးတယောက်မှစတယ်တဦးတယောက်မှစရဲဆိုတော့မိမိကိုယ်ကိုအရင်ကောင်းအောင်ကြိုးစားမယ်အဲထုံမတဖန်မိမိပါဝင်ခြင်းမိမိပါဝင်ကြတယ်မိမိအတန်းမိမိကြောင်းကဲနောက်ဆုံးမိမိတိုင်းပြည်အထိကောင်းအောင်ကြိုးစားရမှာဖြစ်ပါတယ်ကဲဒီရှိကကျောင်းကောင်စီဂရုသစ္စာအကြောင်းလေးတွေလည်းပြောပြပြီးပြီဆိုတော့ကျောင်းကောင်စီသချင်းလေးကိုအတူတူဆိုလိုက်ကြရအောင်နော်မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည် မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်မိမိကြောင်းကိုကောင်းအောင်ကြိုးစားမည်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်မိမိကိုကိုကောင်းအောင်ကြိုးစားမည်မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်မိမိကြောင်းကိုကောင်းအောင်ကြိုးစားမည်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်ဂရီလေးချက်ကိုမူတည် ဖွဲ့စည်းခဲ့တဲ့ကြောင်းကောင်စီအသင်းငါးသင်းဖွဲ့ပါသည်အနောထကျန်စစ်သားနဲ့ဘင်းနောင်အလောင်းဖရာနဲ့ဗန္ဓုလာတဲ့အမိကိုဝင်းကိုထန်းလုပ်ငန်းမှန်သမျှစုပေါင်းဆောင်ရွက်မိကိုကောင်းရန်တကိုကောင်းမစမ်းထက်သန်သောမျိုးချစ်စိတ်နဲ့ဇွဲလုံးလာနဲ့အညီကိုအားကိုကိုလို့ကိုကြိုးစွန့်ကြမိကျောင်းတွင်ဒီမိုကရေစီထူထောင်မိ ြည်သူသားကောင်းသမီးကောင်းကြောင်းကောင်းစီကဲသားတို့သမီးတို့ရေအခုချင်းဆိုပြပေးခဲ့တာကတော့ကြောင်းကောင်းစီသချင်းလေးပဲဖြစ်ပါတယ်ကဲအဲ့တော့ကြောင်းကောင်းစီနဲ့ပဒတာလေးတွေကိုသားသမီးတို့အားလုံးသိရှိပြီးပြီဆိုတော့အဓိကချက်ကလေးတွေကိုခြေကဆက်ပြီးတော့ရှင်းပြပေးမယ်နော်အဓိကချက်လေးတွေကနော်ကျောင်းကောင်စီလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းဖြင့်ကျောင်းနှင့်လူမှုအဖွဲ့အစည်းများအတွက်ဒီမိုကရေစီကျင့်စဉ်များကို လက်တွေ့ လေ့ကျင့်သင်ယူရာရောက်ပြီမည်နောက်တစ်ချိန်တွင်တင့်နိုင်ငံ၏ဒီမိုကရေစီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာနိုင်သူတူဖြစ်လာပြီမည်ကျောင်းကောင်စီ အဖွဲ့ဝင် အသီးသီးသည်အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ကျောင်း၏လှုပ်ရှားမှုလုပ်ငန်းများအတွက်ဆွေးနွေးတိုင်ပင်ခြင်းသဘောတူညီခြင်း မတူညီခြင်းအစီအစဉ်ရွေးဆဲခြင်း အကောင့်ထဲပေါ်ခြင်းများကိုတာဒူညီမျှ ပြုလုပ်နိုင်သည့်အခွင့်အလမ်းများရရှိကြသည်အဖွဲ့ဝင်တဦးချင်းစီဤတာဝန်နှင့်အခွင့်အရေးများရရှိရေးကိုလည်းအားပေးသည်ចောင်းသားများသည်လူအဖွဲ့အစည်းနိုင်ငံတွက်တာဝန်နှင့်အခွင့်အရေးများဆိုင်ရာအလေးအကျင့်ကောင်းများရရှိပြီးနိုင်ငံသားကောင်းများဖြစ်လာပေမည်အဲနောက်တစ်ခုကအုတ်စုလိုက်ကြောင်းကောင်စီခေါင်းဆောင်များနဲ့ဆွေးနွေးပြီးတဲ့အောက်ပါအချက်အလက်များကိုမေးမြန်းဆွေးနွေးပါတဲ့ ခြေကသားတို့သမီးတို့နေရာမှာနေပြီးတော့ကျောင်းကောင်စီနဲ့ဝင်ရောက်ဆွေးနွေးလိုက်မယ်နော်အဲ့တော့တင်တို့အတင်းကမိသည့်ကျောင်းကောင်စီလှုပ်ရှားမှုများကိုဆောင်ရွက်နေသည်နီတဲ့အဲ့ဆိုသားတို့သမီးတို့နေရာနေခြေကကျောင်းကောင်စီနဲ့ဆွေးနွေးလိုက်ပြီနော်အဲဘရင်နောင်အတင်းကကျောင်းကောင်စီလှုပ်ရှားမှုအနေနဲ့ကျောင်းတန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်နေပါသည်ထို့လှုပ်ရှားမှုများဆောင်ရွက်ရန်မိသည့်အစီအစဉ်များဆောင်ရွက်ထားသည်နီ ကျောင်းသားကျောင်းသူများစုဝေးပြီးတော့တာဝန်တွေခွဲဝေပေးထားတဲ့အစီအစဉ်များဆောင်ရွက်ထားပါသည်ဥပမာတန်ရှင်းရေးလုပ်တဲ့ဆိုတော့ဒီပဲစီးတဲ့လူကလဲမယ်ခုံစီးတဲ့လူကစီးမယ်အမိုက်သိမ့်တဲ့လူကသိမ့်မယ်ဖုံတုပ်တဲ့လူကတုပ်မယ်အမိုက်ပစ်တဲ့လူကအမိုက်ပစ်မယ်အဲ့လိုမျိုးတာဝန်တွေခွဲဝေပေးထားပါတယ်ထို့လှုပ်ရှားမှုအစီအစဉ်များစနစ်တကျဆောင်ရွက်နိုင်ခဲ့ပါသလားအခက်အခဲများရှိခဲ့ပါသလားရှိခဲ့ပါကမိတို့ကြော်လွှားခဲ့သည်နီအဲလှုပ်ရှားမှုတွေဆောင်ရွက်တဲ့အချိန်မှာ အစီအစဉ်ကြတော့ဆောင်ရွက်နိုင်ခဲ့ပါတယ်ဒါပေမဲ့အခက်အခဲအနည်းငယ်ရှိခဲ့ပါတယ်အဲ့ဒီအခက်အခဲတွေကိုကျောင်းသားကျောင်းသူတွေအားလုံးစုပေါင်းပြီးတော့ဖြေရှင်းကျော်လွှားနိုင်ခဲ့ပါသည်ပါလို့သမီးတို့ရေဒီနေ့တစ်ချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်း၃စီကန့်နဲ့ဥပဒေခေါင်းစဉ်အောက်ကသင်ခန်းစာနှစ်ကျောင်းကောင်စီအကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်းရှင်းပြပေးခဲ့တဲ့သင်ခန်းစာလေးကိုသားတို့သမီးတို့အနေနဲ့နားလည်သဘောပေါက်လိမ့်မယ်လို့တစ်ချက်မျှော်လင့်ပါတယ် ကျောင်းကောင်စီအသင်းဝင်တွေနဲ့လက်တွဲပြီးတော့ကျောင်းတွင်းလှုပ်ရှားမှုတွေကိုလည်းအတူဆောင်ရွက်နိုင်လိမ့်မယ်လို့တချေယုံကြည်ပါတယ်။နောက်လာမယ့်သင်ခန်းစာမှာတချေတို့ပြန်တွေ့ကြမယ်နော်။